ားလုံးပဲမင်္ဂလာပါဒီချဲစင်းဖြစ်ပါတယ်ဒီချဲဒီနေ့ graces သင်ချာတက်လေ့ကျင့်ခန်းသူ point 2ကနံပါတ်9ပုံစံလေးရှင်းပြမှာဖြစ်တယ်ဒီချဲနဲ့အတူတူကြည့်ရအောင်24ပိုင်း73ပိုင်းနဲ့32ပိုင်း18ပိုင်းတို့တွင်မိတိအပိုင်းကင်းကပိုကြီးတနီမိမြပိုကြီးတနီတဲ့ကလေးတို့ဒီမှာဆိုရင်ကလေးတို့ကိုအပိုင်းကင်းနှစ်ခုပေးထားတယ်အဲ့ဒီအပိုင်းကင်းနှစ်ခုထဲမှာမှဘယ်အပိုင်းကင်းကပိုကြီးရလဲကလေးတို့ကိုနှိုင်းရှင်ခိုင်းထားတာပြီးရင်ထပ်မေးထားတယ်မိကုံး မိမြပိုကြီးတဲ့နည်းတဲ့ဒါကတော့ဘသူကပိုကြီးလဲဟုတ်ပြီနော်ဘလောက်ပိုကြီးလဲသိကြည်ဒီကျေတို့ကကြီးတာတွေကငယ်တာကိုနှုတ်ဒါဆိုရင်ပိုကြီးတဲ့အပိုင်အခြားလေးထွက်လာမယ်ကလေးတို့ရေအဲ့တော့ဒီကျေကဒီမှာပေးထားတဲ့30ဘိုင်24ရဲ့70ဘိုင်32ရဲ့ကိန်းနှလုံးကိုအပိုင်းကိန်းနှလုံးကိုဒီကျေတို့ကပိုင်းနေတူအောင်ညှိဖို့လိုတယ်ပိုင်းနေမတူဘဲနဲ့ဒီကျေတို့ကဘသူကပိုကြီးလဲဖြေရှာလို့ မရဘူးဘသူကပိုကြည့်လဲအဖြစ်ရှာလို့မရဘူးအဲ့တော့24နဲ့32ပိုင်းကြီးနှစ်ခုကိုပိုင်းကြီးတူအောင်ညှိပါမယ်ဒါဆိုရင်24ရဲ့စာတူကိန်း32ရဲ့စာတူကိန်းအဲ့ဒီစာတူကိန်းနှစ်ခုကမှဒီချေတို့ကအငယ်ဆုံးပုံစာတူကိန်းကိုယူပါမယ်အဲ့တော့24ရဲ့စာတူကိန်းဒီပေါ့အဲ့တော့အဲ့လိုမျိုးမရှာခြင်းမှုဒီချေရေးဒီချေတို့ကတုဒ္ဒစာကိန်းနဲ့ရှာမယ်ဆိုရင်လည်းရပါတယ်24ရဲ့32ရဲ့ကိုဒီချေတုဒ္ဒစာကိန်းနဲ့ရှာမယ်ကြည့်ရအောင်24 နေ16လीပြီးရင်စနေနဲ့စတဲ့ကိုဘာနဲ့ထပ်ခွဲလို့ရသေးလဲနှစ်နဲ့ခွဲလို့ရပါသေးတယ်နေ6လीနေ8လीအဲ့တော့6ရဲ့8ကိုလည်းနှစ်နဲ့ထပ်ခွဲလို့ရပါသေးတယ်နှစ်3လ ी6 4 2လ ी8 ောက်ပြီးကလေးတို့ရေဒီမှာဆိုရင်ဒီချက်တုံးတာစာပွဲကိရှာကရက်လိုက်ပြီးအောက်ဆုံးမှာကြံခဲ့တဲ့ကိရင်က၃ရက်လေးရတလုံးစီဖြစ်နေလို့ဒီချက်ကမရှာတော့ဘူးဟုတ်ပြီဒါဆိုရင်ဒီချက်ကဒီမှာရထားတဲ့ကိန်းတွေကိုမြောက်မယ်နှစ်သုံးလုံးရသုံးတလုံးလေးတလုံးရအဲ့တော့နှစ်သုံးလုံးက၈နှစ်နှစ်လေး၄နှစ်လေး၈သုံးလေးလီက၁၂ 84လီ66ဒါကြောင့်တစ်ချက်ရဲ့အငွေဆုံးပုံစံတိုးကိက66ဖြစ်တယ်။ဒါကြောင့်မလို့ပိုင်းကြီး24ကိုတစ်ချက်ကပိုင်းကြီး66ဖြစ်အောင်လို့ပိုင်းဝေကိုလည်း၄နဲ့မြောက်ပိုင်းကြီးကိုလည်း၄နဲ့မြောက်စနေပါတိမြောက်မယ်နော်အဲ့တော့ 32ပိုင်း18ပိုင်းကိုလည်းပိုင်းကြီး66ဖြစ်အောင်ပိုင်းဝေကိုလည်းသုံးနဲ့မြောက်ပိုင်းကြီးကိုလည်းသုံးနဲ့မြောက်ဒီချေဘလို့အပြန်အလှန်မြောက်လဲကလေးတို့မြင်လားဟုတ်ပြီအဲ့ဒါဆိုရင်ဒီချေမြောက်ပြီ73လေးလီ52 24လေးလီ66 73လီ51 32လီ66ကလေးတို့ဒါဆိုရင်ဒီချေရဲ့ 20အဲ30 by 24ရယ်70 by 32ရယ်ကပိုင်းခြေတူညီတဲ့အပိုင်းလေးကြီးရပြီဒါဆိုရင်ဒီချယ်တို့ကဘယ်သူကကြီးလဲကြီးလို့ရပြီဘယ်သူကကြီးနေရလဲ66 by 52 by ဟုတ်လားအဲ့တော့24 by 73 by ကပို့ပြီးတော့မှကြီးနေတာဟုတ်ပြီသူကဘယ်သူကပို့ကြီးလဲလို့မေးပြီးွားတဲ့အချိန်မှာဘလောက်ပို့ကြီးလဲလို့မေးတာဖြစ်တဲ့အတွက်ဒီချယ်တို့က 66ဘိုင်း52ဘိုင်းတွေကနေ66ဘိုင်း52ဘိုင်းကိုနှုတ်မယ်အဲ့တော့လွယ်လွယ်လေးကွာဘိုင်းခြေကတူပြီးသား52တရား52ကိုနှုတ်ရင်ဒီခြေလိုပါရမှာလဲတရားမှာဒါဆိုရင်ဒီခြေလိုရဲ့ပုံစံလေးကပြီးပြီအဖြေလိုပဲကျန်တော့တယ်အဖြေကိုဘယ်လိုရင်းမလဲသူမိထားတဲ့မိကွန်းကိုပြန်ကောက်မယ်24ဘိုင်း73ဘိုင်းနဲ့32ဘိုင်း69ဘိုင်းတို့တွေမိသည့်အပိုင်းငင်းကပိုကြီးတဲ့နီးတဲ့အဲ့တော့24ဘိုင်း73ဘိုင်းနဲ့32ဘိုင်း69ဘိုင်းတို့တွေ ဘသူကပိုကြီးရလဲ24ဘိုင်း73ဘိုင်းကပိုကြီးပါပြီဗောဟုတ်ပြီဘလောက်ပိုကြီးရလဲ96ဘိုင်းတစ်ဘိုင်းပိုကြီးရအဲ့ဒါကိုဒီချေကတော့တစ်ခါတည်းဖြေလိုက်တယ်24ဘိုင်း73ဘိုင်းနဲ့32ဘိုင်း18ဘိုင်းတို့တွင်24ဘိုင်း73ဘိုင်းက32ဘိုင်း18ဘိုင်းထက်ဘလောက်ပိုကြီးရလဲ96ဘိုင်းတစ်ဘိုင်းပိုကြီးပါပြီဒီမှာတော့ဒီချေကအဖြေကိုနှစ်ကြောင်းသာတစ်ခါတည်းရေးလိုက်တယ်အဲ့တော့ကလေးတို့နားလည်းဘယ်လိုမျိုးလဲနဲ့ဒီချေနောက်ပုစာလေး session ပေးမယ်ဒီချေအကောင့်လေးကိုစောင့်ကြည့်ပေးပါဦး